အင်္ဂါဂျိုဘောမှာကြားခဲ့ရတဲ့ထူးထူးဆန်းဆန်းအတန်များမားဟာကျွန်တော်တို့မြင်တွေ့ရုံတက်တဲ့နေရာတစ်ခုမဟုတ်တော့ပါဘူးအခုဆိုရင်မားစီကအတန်တွေကိုကြားနိုင်တဲ့အခြေအနေတွေရှိလာပါပြီတရဲချောက်တလို့ထူးဆန်းတဲ့လေးတိုက်တဲ့တမူထူးတဲ့ငလင်တိုင်းခန့်တဲ့စေုပ်တွေဘောကနေတိုက်သွားတဲ့လေးစင်တမောင်းတွေရဲ့အတန်တွေကိုလည်းမားဂျိုစူးစမ်းရင်းအခြေအနေတွေကြောင့်ကြားခွင့်ရလာပြီပဲဖြစ်ပါတယ်နောက်ပြီးဒီအတန်တွေကထူးဆန်းတယ်လို့ခန်းစားရစီမှာပါ2022ခုနှစ်ဖေဖော်ဝါရီလမှာ NASA ရဲ့ပါစာဗယ်ရန်ရိုဘာစူးစမ်းရင်းကမားဂျိုဘောကိုအောင်မြင်မြင်နဲ့ဆင်းသက်နိုင်ခဲ့ပါတယ် ဒီရင်ကမိုက်ခရိုဖုန်းကိုဖွင့်လိုက်ချိန်မှာပဲထူးဆန်းတဲ့လေတိုက်တန်တွေကိုကြားလိုက်ရတာပါအဲ့ဒီတော့ကရိုဘာယင်ဟာ GCO လို့ခေါ်တဲ့မိတောင်ထိတ်ဝကိုရောက်နေခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်လေတိုက်တန်တွေကထူးဆန်းနေသလားတော့မသိပါဘူး။အင်္ဂါဂျွန်ရဲ့ပုံရိပ်ကြေကိုသူ့ရဲ့အတန်လေးနဲ့တွဲပြီးကြားသိရတာကဒီမျိုးတော့ဖြစ်နေမှာအမှန်ပါပဲ။ဒီနေရာမှာအရေးကြီးတာတစ်ခုလည်းရှိပါတယ်။အင်္ဂါဂျိုဘောကအတန်တွေကကဘာပေါ်မှာကြားရတာနဲ့ဘယ်လို့မှမတူနိုင်ပါဘူး။ဘာလဲဆိုတော့လေတုသိသိစကွာချလို့ပါပဲ။ အင်ကာကျွေးရဲ့နေလူတည်တည်စာကကဘာနေလူရဲ့တရားခိုင်လို့လို့ပဲရှိပါတယ်ပြောရရင်နေလူကအရန်ကိုမှပါလာတာပါအဲဒါကြောင့်နေလူကအတန်ကိုတင်ဆောင်နိုင်တာမျိုးတိတ်မရှိပါဘူးဒီဂျိုပေါ်မှာကလေတိုက်တန်တွေကကဘာမှာကြားရတယ်လို့ချင်းချင်းလောင်းလောင်းပုံစံမျိုးလည်းမရှိပါဘူးအဲဒီအစားတိုးတိုးတိတ်တိတ်နဲ့တင်းချောက်တယ်လို့အတန်မျိုးပဲထွက်လာကြတာပါဘလို့အတန်မျိုးကမဆိုအင်ကာကျွေးရဲ့နေလူနဲ့ဆိုရင်ထူးဆန်းတဲ့အတန်ထွက်လာမှာဖြစ်ပါတယ်နာဆာရဲ့ရိုဘာယင်ကနေဖမ်းမိခဲ့တဲ့အတန်တွေကတော့အင်ကာဂျိုပေါ်ကနေကြားရတဲ့ပထမအဦးဆုံးလေတိုးတန်တစ်ခုလည်းဖြစ်ခဲ့တာပါ တိပ္ပံပညာရှင်တွေကတော့ဒီအတန်တွေကအင်္ဂါကျိုးရဲ့လေတုထဲမှာဘယ်လိုရေလျားလဲဆိုတာကိုလေ့လာဖို့အသုံးပြုခဲ့ကြပါတယ်။ဘလိုပဲဖြစ်ဖြစ်ရောဘာရင်ကဒီကျိုးရဲ့ခက်ခဲကျန်းတဲ့တုတ်ပြန်မှုထဲမှာအောင်မြင်မြင်ဆင်းသက်ပြီးမိုက်ခရိုဖုန်းနဲ့အတန်ဖမ်းနိုင်တယ်ဆိုတာကတော့မှတ်တမ်းတစ်ခုဖြစ်ခဲ့တာပါ။အရင်တုန်းကတော့အင်္ဂါကျိုးပေါ်ကတခြားအတန်တွေကိုဖမ်းယူနိုင်ခဲ့တဲ့ကိစ္စတွေရှိခဲ့ပေါ်ပါတယ်။၂၀၁၉ခုနှစ်မှာ NASA ရဲ့ Insight Lander စူးစမ်းရေးယာဉ်ကမြင်းမြနာပြင် အတွင်းပိုင်းကအတန်ကိုဖမ်းမိနိုင်ခဲ့တာပါ။အဲ့ဒါကတော့ Insight Lander ကငလင်းလှရှားမှုကိုလေ့လာဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ ဂျိုဘော်ကိုစဉ်းသက်ခဲ့တာဖြစ်ပါတယ်ဒီရင်ကုန်လုံးနိုင်တာကငလင်ကိစ္စတွေကိုစူးစမ်းရေးပါပဲတခြားကိစ္စတွေမလုပ်နိုင်ပါဘူးအေဗလာ6ရက်မှာအင်းဆိုင်လန်နာကအင်္ဂါဂျိုမင်းနဲ့ပြင်အောက်ကတုံခါမှုတွေကိုမှတ်တမ်းတင်နိုင်ခဲ့ပါတယ်အတန်ကတော့အင်္ဂါဂျိုရဲ့ထုံးစံတိုင်းထူးဆန်းပြီးကြောက်စရာဖြစ်နေခဲ့တာပါပြောရင်ဒီဂျိုဘောကအတန်တွေကလေတူထဲမှာရောလေတူထဲမှာပါဖြူးဆန်းနေတာဖြစ်ပါရင်တကယ်တော့အာကာသရေမှုတိုင်းလည်းအဲ့လိုအခြေအနေတွေအတွက်ဂျိုတင်ပြင်ဆင်ထားရပါတယ်။ဘာလဲဆိုရင်တော့မိခင်ကဘာနဲ့ဝေးကွာတဲ့နေရာတွေမှာပုံမှန်မဟုတ်တာတွေမြင်နိုင်ကြားနိုင်ရလို့ပါပဲ ီလိုမှမဟုတ်ရင်ထင်အောင်ထင်မှဖြစ်နေလားဆိုပြီးတော့ခန်းစားရနိုင်လို့ပါပဲအင်္ဂါကျွဲရဲ့ငလင်ကိစ္စကိုဆက်ပြောရရင်တော့ဒီဂျိုကကဘာနဲ့မတူပါဘူးသူတို့ကတက်တွန်းနဲ့ကြောက်လွားတွေနဲ့ဖွဲ့စည်းထားတာမဟုတ်ပါဘူးအဲဒါကြောင့်ကြောက်လွားတွေပုတ်တိုက်ပြီးငလင်လှုပ်တဲ့ကိစ္စလည်းမရှိပါဘူးအဲဒီအစားကျွဲရဲ့မြေမျက်နှာပြင်ကအချိန်ကြာလာတဲ့အမျှအေးလာတဲ့အခါအပေါ်ရန်လွားကျုံသွားခြင်းဒါမှမဟုတ်အကွဲခြင်းတွေဖြစ်လာပြီးငလင်ဆိုတာဖြစ်လာရတာပါပြောရရင်အင်္ဂါကျွဲမှာလည်းကိုပိုင်ငလင်ရှိရဲဆိုတဲ့သဘောပါပဲအင်းဆိုင်လနာကငလင်တုံခါမှုတွေကိုအာယုံခံနိုင်စွမ်းပြင်ပါတဲ့မြေငလင်တိုင်းကိရိယာတွေကိုအသုံးပြုပြီးတိုင်းတာခဲ့တာပါဒီကိရိယာတွေကို SCIS လို့တို့ကခေါ်ပါတယ်။ Inside Lander ဖမ်းမိခဲ့တဲ့မှတ်တမ်းတွေထဲမှာတော့အတန်သုံးမျိုးပါနေခဲ့တာပါ။အဲ့ဒါကတော့ရင်းပေါ်ကိုလာထိတဲ့လေရဲ့တုံခါမှု၊မြောက်ကနေထွက်လာတဲ့တုံခါအတန်နဲ့ဆေးရုံလက်တံကထွက်လာတဲ့အတန်တွေပါပဲ။အတန်တစ်ခုစီမှာမတူညီတဲ့တိုင်းတားရေးအာရုံခံကိရိယာစီကနေဖမ်းယူမိခဲ့တာပါ။တိကျပြောမယ်ဆိုရင် National Mi ချိန်နှုံးမြင့်တဲ့တုံခါမှုတွေကိုဖမ်းယူဖို့ချိန်နှုံးနှိမ့်တဲ့တုံခါမှုတွေကိုဖမ်းယူဖို့စသဖြင့်ကွဲပြားနေပါသေးတယ်။ဆက်ပြောရရင်တုံခါမှုတစ်ခုတည်းကိုပဲအာရုံခံကိရိယာနှစ်မျိုးလောက်တိုင်းတားခဲ့တာပါ။စွမ်းဆောင်ရင်မြင့်တဲ့ဆက်တွေနဲ့ဖမ်းနိုင်ခဲ့လို့သာဒီအတန်တွေကိုတိုင်းတားရခဲ့တာဖြစ်ပါတယ်။ လူသားတွေရဲ့နားနဲ့လာဆိုရင်ဒီအတန်တွေကိုကြားရဖို့တော့မလွယ်ပါဘူး။အဲဒါကြောင့်သိမှတ်ပညာရှင်တွေကအတန်ကိုမူလနှုံထားတဲ့အစ60လောက်တင်ပြီးခွဲခြမ်းဆင်းပြခဲ့ရပါတယ်။အဲဒီတွေကတိုင်းတာနိုင်ခဲ့တဲ့ငလင်ကတော့တင်းငယ်ပေမဲ့ရှင်းလင်းပြသွားပါတယ်။ဒီအချက်ကအင်ကာဂျုံမာနဲ့ငလင်နှုတ်တဲ့ဆိုတာကိုအတည်ပြုနိုင်တဲ့အချက်ဖြစ်ခဲ့ပါတယ်။အဲနောက်ပိုင်းမှာ inside lander ကအင်ကာဂျိုရဲ့ HDD ကိုရှောက်သွားပြီးငလင်နဲ့ပတ်သက်တဲ့တိုင်းတာမှုတွေကိုဆက်လုပ်ခဲ့တာပါ။ဒါပေမဲ့ပထမဆုံးရခဲ့တဲ့အချက်လက်တွေကတော့အရှင်းလင်းဆုံးအပြတ်သားဆုံးသိမှတ်ပညာရှင်တွေအတွက်အသုံးဝင်ဆုံးဖြစ်ခဲ့ပါတယ်။2022ခုနှစ်စနေမာ29ရက်နေ့တုန်းက ပါဆယ်ဗရန်ရိုမာရင်ဟာအင်ကာဂျိုရဲ့တဘာဝပေးနဲ့တန်းတူခဲ့တာပါအဲတုန်းကရင်အပေါ်ကိုလေစင်တမောင်းတစ်ခုကတည့်တည့်ကြီးဖျက်တိုက်သွားတာဖြစ်ပါရင်အဲဒါကြောင့်ရင်ကမြေပြင်မှာခြေကုပ်ယူပြီးလေစင်တမောင်းနဲ့ပါမသွားအောင်ကြိုးစားခဲ့ရတာပါရင်ပေါ်မှာတက်ထားတဲ့မိုက်ခရိုဖုန်းတွေကတော့အတန်တွေကိုဇက်တိုက်ဖမ်းယူပြီးသူ့လို့သူလုံနေခဲ့ပါတယ်ဒီအတန်တွေကတက်ထုမျက်နှာပြင်ပေါ်တဲတွေကြနေတဲ့အတန်တွေတူပါရင်ဒါပေမဲ့တမျိုးတော့ထူးဆန်းနေပါသေးတယ်လေစင်တမောင်းဖျက်သွားတဲ့အချိန်ကဆယ်ဆက်ကလောက်ပဲကြာပါတယ်ဒါပေမဲ့ရိုမာရင်ကတော့အင်ကာဂျိုရဲ့တဘာဝဘေးအန်တွေတစ်ခုကိုနီနီကက်ကက်လေးလာခွင့်ရသွားခဲ့ရတာပါ လေစနမောင်းနဲ့ပါမသွားတာကံကောင်းတယ်လို့ပဲပြောရမှာဖြစ်ပါရင်ရောဘာရင်ကဖမ်းမိတဲ့အတန်ဒီထဲမှာအဝေးကနေမီးဟီလာနေတဲ့အတန်ဒီရေဘော်ကိုထိထွေတိုက်ခိုက်နေတဲ့အတန်ဒီတပြေပြေထွက်ခွာသွားတဲ့အတန်ဒီကိုရှင်းရှင်းလင်းလင်းကြားခဲ့ရတာပါဒီချက်တကနေတစဉ်အင်္ဂါကျိုးမှာလေစနမောင်းနဲ့ဖွဲ့စည်းပုံနဲ့သဘောတဘာဝကိုကောင်းကောင်းလေ့လာနိုင်ခဲ့ပါတယ်ဒီကလေးကြရင်တော့အင်္ဂါကျိုးကအေးစိတ်တိတ်ဆိတ်လို့ပါတယ်ပြောရရင်ဒေါကကြီးတစ်ခုလုံးရက်တန့်သွားသလိုဘာတမ်းမှမကြားရသလိုတိတ်ဆိတ်မှုမျိုးရှိနေတတာပါကဘာပါဆိုရင်အတန်တစ်ခုမဟုတ်အတန်တစ်ခုကြားနေရတတ်ပါတယ်အနည်းဆုံးတိရွယ်လေးကိုလေးတိုက်တဲ့အတန် ိုနှကောင်းကထွက်တဲ့အသက်ရှူတန်မျိုးပါပဲအင်္ဂါကျွဲတိတ်ဆိတ်မှုကတော့လက်ဖျားခါရလောက်ပါတယ်ဒါပေမဲ့ inside lander လို့ဆွမ်းဆောင်ရင်မြင့်အာယုန်ခံကိရိယာတွေတက်ထားတဲ့ရင်တွေကတော့တိတ်ဆိတ်မှုကြောင့်နေကြကထိုးထွက်လာတဲ့ထူးဆန်းတဲ့အသံတွေကိုကြားနိုင်ခဲ့ပါတယ်ဒီအသံတွေကိုပုံဖော်ရရင် ပြောအပ်ခဲ့ပါတယ်အရန်သေးပြီးပေါကနေပင်ကနေစုကနေဆက်ကနေအသံမျိုးပါပဲဒါကြလေကြရင်ချွကနေမြည်တဲ့အသံတွေလည်းပါရပါတယ်နာဆာကဆရာသမားတွေကတော့ဒီအသံတွေကို dis and don't လို့နာမည်ပေးထားခဲ့ကြပါတယ်တကယ်တော့ဒီအသံတွေကအထက်ခါတလဲလဲဖြစ်ပြနေတာပါ ူကိုဖုံးလွှမ်းနိုင်တဲ့အတန်ရှင်ရှိနေလို့သာဒီအတန်လေးကိုသတိမထားမိခဲ့တာဖြစ်ပါတယ်။တင်မြင်ပညာရှင်တွေကလည်းထူးဆန်းတဲ့ဒီအတန်လေးဘလို့ထွက်လာလဲဆိုတာကိုခေါင်းချောက်အောင်ဖိရှားခဲ့ရပါတယ်။နောက်ဆုံးတော့ဖိနိုင်ခြင်းကိုတွေ့သွားခဲ့တာပါ။အဲ့ဒါကတော့အင်္ဂါဂျိုရဲ့အပူပြောင်းလဲမှုကြောင့်ဖြစ်လာတဲ့အတန်လေးပါပဲ။အင်္ဂါဂျိုရဲ့အပူချင်းပြောင်းလဲမှုကတော်တော်လေးများနေတာပါ။အဲ့ဒါကြောင့်အရာဝတ္ထုတွေကျုံးလိုက်ချင်းလိုက်နေဖြစ်တတ်ပါတယ်။ဒီကမှအင်တန်နေပို့တိုင်းမှုဖြစ်ပြီးဒီလိုအတန်လေးကြားတာပါပဲ။ကဘာမှာဆိုရင်ဒီလိုအတန်မျိုးကိုအခြေအနေတစ်ခုမှမကြားနိုင်ပါဘူး။ဥပမာအပြင်တထုကြောင်းကိုမိဖို့ပေါ်တင်ကြည့်တဲ့အခါ ိုလေးတဲ့တက်ထုကိုရေခဲတတာတဲ့ထဲတဲ့အခါမျိုးမှာဒီလိုအတန်ကြားရတဲ့ပါတယ်ဒါပေမဲ့အင်္ဂါဂျိုဘောမှာတော့အချိန်မေးကြားနေရကြတာပါပြောရင်အင်္ဂါဂျိုရဲ့သဘာဝတန်ဆုံ TY တစ်ခုလို့ပါပဲဒါပေမဲ့အရန်ကောင်းတဲ့အာယုခံကိရိယာတွေကြောင်းတာဒီလိုအတန်တွေကိုနားထောင်နိုင်ပါပါမဟုတ်ရင်တော့ဒီအတန်တွေရှိနေတယ်ဆိုတာတီးခွင့်ရဖို့တော့မလဲလာပါဘူးတကယ်တော့အင်္ဂါဂျိုဘောကအတန်တွေကိုခွဲချမ်းစိတ်ဖြာဖို့နီလန်မျိုးမျိုးနဲ့ဂျိုးပန်းနေကြဆဲပါဥမာအပြင်ကြောက်တုံးတွေကိုလေစာနဲ့ပြင်ရင်ဘလို့အတန်ထွက်လာလဲဆက်ပစီတွေရဲ့လှုပ်ရှားအတန်ကဒီဂျိုးဘောမှာဆိုရင်ဘလို့ဖြစ်သွားမှာလဲစသဖြင့်အတန်မျိုးစုံကိုစမ်းကြည့်နေကြပါတယ် ဒီကိစ္စကိုဥဆောင်ရေးပညာရှင်တွေကတော့တခါလေကြာရင်သူတို့ရဲ့မိုက်ခရိုဖုန်းပြတ်သွားပြီလို့ထင်ခဲ့တာပါ။ဘာလဲဆိုတော့အချိန်မြင့်ပြီးအတန်ဖမ်းတာတော့ဘာအတန်မှမကြားရလို့ပါပဲ။2021ခုနှစ်အေဘလ30ရက်နေ့မှာပါစာဗယ်ရန်ဂျိုဘာယင်ဟာတခြားစူးစမ်းရေးရင်တည်းရဲ့လှုပ်ရှားမှုကိုတိုင်းတာရရှိခဲ့ပါတယ်။အဲဒါကတော့ Ingenuity ပြန်တန်းရေးရင်ရဲ့ဘဏ်ကားအတန်တွေကိုပါပဲ။ဒီအတန်တွေကိုပေ260အကောင်ဝေးကနေဖမ်းမိခဲ့တာပါ။အတန်ကတော့အင်္ဂါကျွေးရဲ့ထုံးစံတိုင်းတိုးတိုးညင်းညင်းလေးလောက်ပါပဲ။ပညာရှင်တွေကဒီအတန်ရဲ့ဂျိန်တွေကိုခွဲထုတ်လေ့လာခဲ့ကြပါတယ်။ 90 Hazards နဲ့အထက်80 Hazards နဲ့အောက်အတန်တွေကိုဖယ်ထုတ်လိုက်ပြီးကျန်တဲ့အတန်တွေကိုချိန်နှုံးမြင့်ကလေးလာခဲ့ပါတယ်။အားလုံးကအတန်တွေကိုဝိုးတွားပဲကြားရပါတယ်။ဒါပေမဲ့ဒီအချက်ကပညာရှင်တွေအတွက်လုံလောက်နေကြတာပါ။ဘာလဲဆိုရင်အင်္ဂါဂျိုဘောကသွားအတိုင်းမဟုတ်တဲ့အတန်ပြန့်နှံ့မှုနှုံးကိုလေးလာနိုင်ခဲ့လို့ပါပဲ။ NASA ရဲ့ Insight Lander စူးစမ်းရေးယာဉ်ကဓာတ်ပုံရိုက်ဖို့တတ်တတ်မဟုတ်ပါဘူး။တချို့နေရာတွေမှာဆိုရင်ငင်းလေးနေပြီးအင်္ဂါဂျိုရဲ့အတန်ကိုနားထောင်ဖို့အသုံးပြုပါတယ်။အထူးသဖြင့်ငလင်နဲ့ဆိုင်တဲ့အတန်တွေကပါ။ Insight Lander ကဖမ်းမိခဲ့တဲ့ငလင်ဆိုင်ရာအတန်ကရာနဲ့ချီရှိခဲ့တာကြောင့် ပညာရှင်တွေအတွက်အောင်မြင်မှုရခဲ့တယ်လို့ဆိုရမှာပါ။ဒီအတန်တင်းကနေအင်္ဂါကျွန်းရဲ့အတွင်းပိုင်းကိုပို့ပြီးနားလည်နိုင်အောင်လေ့လာနိုင်ခဲ့တာပါ။၂၀၁၉ခုနှစ်မန်စတာချိုင်းအနေမှာဆိုရင် inside lander ကနေမင်းတိုက်ခိုက်မှုတွေဆက်ရုပ်လက်တံလှူရှားမှုတွေကြားတဲ့ကထိုးဆန်းတဲ့အတန်တစ်ခုကိုဖမ်းယူရရှိခဲ့ပါတယ်။ဒီအတန်ကိုပုံဖော်ရရင်အတန်တိုးတိုးလေးခိုးရှူနေတယ်လို့တိုးတိုးလေးပြောတဲ့အတန်ကိုခဝေးကကြားတယ်လို့ဖြစ်ကြေခဲ့တာပါ။ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကအရန်ပူပြင်းတဲ့အချိန်ကိုတိုးထွက်လာတဲ့လေလို့ကြောင့်ပါပဲ။ဘဝမှာဆိုရင်တော့ဒီလိုကိစ္စမျိုးကသိတာမှမဟုတ်ပါဘူး။ ဒီလိုလေးလာမှုတွေလုံးနေနေတယ်ပဲ။နာစာကပညာရှင်တွေကလည်းကဘာပေါင်းဆိုရင်အတန်တွေဘယ်လိုကြားရမလဲ။အင်္ဂါကျောပေါင်းဆိုရင်အတန်တွေဘယ်လိုကြားရမလဲဆိုတာကိုနိုင်ရှင်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ပြီးတော့အဲ့ဒီအချက်လက်တွေကိုလည်းလူသိရှင်ကြားထုတ်ပြန်ခဲ့သေးတာပါ။နိုင်ရှင်မှုတွေကအင်္ဂါကျောပေါင်းမှာကြားတဲ့အတန်ကပိုပြတောင်းပြီးတာယာမှုပုံနေတာကိုတွေ့ရပါတယ်။ဥပမာအားဖြင့်စပိန်ဘဲထိတဲ့အတန်ကကဘာပေါင်းဆိုရင်ကလင်မြေပြီးတော့နားထောင်ကောင်းပေမဲ့အင်္ဂါကျောမှာဆိုရင်တော့အတန်ပြဲကြီးဖြစ်နေပြီးနားထောင်ရတာတမျိုးကြီးဖြစ်နေပါပါ။ပြောရရင်ဘဲတန်ကမှိုင်းမှိုင်းမှုံမှုံချောချောတိတိကြီးဖြစ်နေပါတယ်။လူတွေရဲ့နားနဲ့လည်းမရင်သေးလို့လည်းဖြစ်နေပါတယ်။ ိုင်းဘုတ်တဲ့အတန်နဲ့ဆိုရင်အင်္ဂါဂျိုဘောကိုရောက်သွားရင်ထူးဆန်းသွားမှာပါဒေတန်ကျတော့လေပေါက်ခွဲတဲ့အတန်ဘက်ကိုပိုရောက်သွားပါတယ်တကယ်လို့အင်္ဂါဂျိုဘောမှာလူတွေသွားနေခဲ့ရင်ဒေတန်ကိစ္စတွေကရင်ဆုံးရင်ဆိုင်ရမယ်စိတ်မသက်မသာကိစ္စတွေဖြစ်ကြောင်းဝင်များလာရင်ဗီဒီယိုလေးကိုဒီကုန်းချောလိုက်ရပါတယ်ခင်ဗျာအစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ